ုတ်တံပါဠိတော်ဒီမှာမြတ်စွာဘုရားကမြင့်သီးစိတ်လေးပေါ်လာပုံကိုဟောတယ်စကုံဇာဘိခဝေပတိစ္ဆရူပိစ္ဆဥပိစ္ဆတိစကုံဝိညာဏဘိခဝေจิตာယံတို့စကုံစမျက်စိကို၎င်းရူပိစ္ဆအစင်းအာယုန်တို့ကို၎င်းပတိစ္ဆဆွဲမိ၍စကုဝိညာဏစကုဝိညာဉ်လို့ဆိုရဲမြင်သည့်စိတ်ကလေးဟာဥပ္ပစ္စတိဖြစ်ပေါ်၍လာရပါပေတော့၏ သုတ်တံပါဠိတော်မှာဟောတဲ့စကားမှန်ပါပါဗျာဒါလက်တွေ့လည်းစဉ်းစားကြည့်ပါလိမြင်သိစိတ်ကလေးဟာမျက်စိမရှိဘဲနဲ့ပေါ်နိုင်မှာမလားပေါ်နိုင်ပါဗျာအေးမျက်စိနဲ့ရူပယုံဒီနှစ်ခုဆုံပြီးတဲ့အခါမှာမြင်သိစိတ်လေးမြင်လို့ဩငါဘုသူ့မြင်လိုက်တယ်တစ်ပင်မြင်တယ်မီးအောင်မြင်တယ်စသဖြင့်မြင်မှုတွေကိုအမျိုးမျိုးနာမည်တက်ပြီးပြောကြတာမမြင်ရရင်မြင်တယ်လို့ပြောလို့ရမလားမရပါဘူးမရဘူးဒါကြောင့် စကုပတာရဆိုတဲ့အခြေခံစကုဝတ္ထုဆိုတာရဲ့ရူပယုံဆိုတာရဲ့ဒီနှစ်ခုဆုံလိုက်တဲ့အချိန်လေးမှာလက္ခဏာပေါ်သွားတဲ့သဘောမှန်ပါပါဘုရားခொနာစီကလေးကိုလက်နဲ့တီးလိုက်တဲ့အခါမှာအတန်လေးပေါ်လာတဲ့သဘောဆောင်းကလေးကိုလက်ညိုးလေးတင်ပြီးတော့လက်ကလေးတွေတင်ပြီးတော့လက်ချောင်းလေးနဲ့တီးခတ်လိုက်တဲ့အခါမှာအတန်ပေါ်လာတဲ့သဘောပဲမှန်ပါပါဘုရားဝတ္ထုယုံနဲ့ဝတ္ထုနဲ့အာယုံပေါ့ ဝတ္ထုနဲ့အာယုံနဲ့ဆုံစည်းလိုက်တဲ့အခါမှာတိုက်ခိုက်မှုရဲ့စွမ်းအားကြောင့်ဟောဒီအသိစိတ်လေးတွေဖြစ်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 ပြီးပေါ်လာတာလို့ဒါနန္တရားတွေပေါ်လာတာအဲ့ဒီတိုင်းပဲပေါ်လာဒါဖြင့်စဉ်းစားကြည့်ဖို့ဒီမြင်သိစိတ်လေးဟာမျက်လုံးထဲကထွက်လာတာလားလို့ဆိုမဟုတ်ဘူးပါစောင်းတန်ဟာစောင်းထဲကထွက်လာတာလားလို့ပြောလို့မရဘူးစောင်းထဲမှာရှိနေမှထွက်လို့ရမှာဘူးเนาะမှန်ပါပါပေါ်လာတာပဲအเจ้าကြောင့်ပေါ်လာတာလို့ပဲပြောရမှာ အဲ့တော့မြင်သိစိတ်လေးရတယ်မျက်လုံးတွေကထွက်လာတာလည်းမဟုတ်ဘူးမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံတွေကနေပေါ်လာတာလည်းမဟုတ်ဘူးအဲ့ဒီနှစ်ခုစัจ जा မှာပေါ်လာတာလည်းမဟုတ်ဘူးတဲ့ဒါဖြင့်ဘာကြောင့်ပေါ်တာတော့ဟေတုံပဋိစ္စသံဗုဒ္ဓအကြောင်းတရားကြောင့်ပေါ်တာမှန်ပါဗျာအကြောင်းတရားကဘာတော့ဆိုရင်မြင်သိစိတ်လေးရဲ့ဩမျက်စိပတာသက္ခုပတာရယုတ်ဆိုတဲ့ဝဋ်ထုယုတ်လေးရဲ့ ရူပယုံဆိုတဲ့အာယုံလေးရဲ့အဲ့ဒီနှစ်ခုစုံစည်းသွားတဲ့အချိန်မှာတိုက်ခိုက်မှုရဲ့စွမ်းအားနဲ့ပေါ်လာတာမှန်လားပါဗျာရုပ်နှစ်ခုစုံလိုက်တာတိုက်ခိုက်လိုက်တာပဲလျှက်စစ်မိချိုးနှစ်ခုခတ်လိုက်တယ်လို့ပဲသူကလည်းတိုက်သွားတာပဲနော်မှန်လားပါဗျာအဲ့ဒီလိုတိုက်ခိုက်လိုက်တဲ့အခါမှာလက်ခဏဲ့ပေါ်လာတယ်လို့ပဲဒီအသိစိတ်ကလေးကပေါ်လာပါတယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာမှန်လားပါဗျာအဲ့ဒီတည်းမှာလည်းပဲအဓိကဖြစ်တဲ့ မျက်စကုပတာရယုံနဲ့ရူပယုံဒီနှစ်ခုကိုပဲမြတ်စွာဘုရားဟောထားတယ်။အခြားဒီအကူအညီအကြောင်းတရားတွေကလည်းလိုအပ်သေးတယ်။ဘာလို့ဆိုလို့ရှိရင်ဒါဖြစ်ဖို့အတွက်အလင်းအောင်လေးလိုသေးတယ်။ဟောအလင်းမရှိလို့ရှိရင်လည်းအမှောင်တွေမမြင်နိုင်ဘူး။မှန်လားပါဗျာ။ဒါကြောင့်မို့လို့မျက်စိလည်းရှိတယ်အဆင်းအာယုံလည်းရှိတယ်မြင်ဖို့ရအတွက်ဒီနှစ်ခုကြားမှာအလင်းလိုတယ်။ နောက်တစ်ခုကျတော့နှလုံးသွင်းဖို့လိုသေးတယ်လို့ပြောတာအသိစိတ်နှလုံးသွင်းဆင်ခြင်မှုလေးလိုသေးတယ်တဲ့ပေါင်းလိုက်တဲ့အခါကျတော့အကြောင်းလေးမျိုးမဖြစ်ဘူးလားအဲ့ဒီအကြောင်းလေးမျိုးကြောင့်မြင်သိစိတ်ဆိုတဲ့ဒီနန္တရားလေးတွေပေါ်လာတာပါတဲ့ငကိုကဒီထဲမှာရှိနေတာမဟုတ်ပါဘူးတဲ့ဘယ်နေရာမှာရှိနေတာမဟုတ်ပါဘူးပေါ်လာပြီးတဲ့နောက်လေသူ့ရဲ့အချိန်ပိုင်းအတိုင်းတာလေးအတွင်းမှာပဲပြည့်စည်သွားတယ်မှန်လားဗျာ အဲ့ဒါကိုမြတ်စွာဘုရားကအနိစ္စလို့ခေါ်တာပဲအဟုတ်တဝါတံဘောတိဟုတ်တဝါပတိဝေတိအနိစ္စရဲ့အဓိပ္ပာယ်ကိုအနုပရသုတ်တံမှာဒီလိုရှင်းတာအဟုတ်တဝါဘယ်နေရာမှရှိနေတာ မဟုတ်ဘဲနဲ့တံဘောတိအကြောင်းဆုံးတဲ့အခါမှာပေါ်လာတယ်အကြောင်းကထုတ်လို့လို့ပေါ်လာရတယ် ဟုတ်တယ်ဝါအကြောင်းဆုံးလို့ဖြစ်ပေါ်လာပြီးတဲ့နောက်မှာလဲပฏิဝေဒီပြောက်ပွေပြီးတော့သွားတယ်ဒါဟာအနိစ္စအလို့ဆိုတယ်မှန်ပါပါခင်ဗျာဘယ်နေရာမှရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ပေါ်လာတာဆိုပါစို့ခုနကအတန်လေးဟာငါကရှိနေတာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်တဲ့အခါမှာအတန်လေးပေါ်လာတယ်ပေါ်လာပြီးတော့ဒီအတန်လေးဟာတီးနေသလားဆိုမတီးဘူးပျောက်သွားပြန်တယ်အဲ့ဒီသဘောကိုပြောတာเนาะမှန်ပါပါခင်ဗျာ အဲ့ဒါအနိစ္စဆိုတာအဲ့ဒါပြောဟိုမမြဲဘူးမမြဲဘူးဆိုတာလေးကပြောတာအပေါ်ယံလေးပြောကြတာမမြဲဘူးဆိုတာမမြဲဘူးရှိတော့ရှိနေတယ်လို့ဒီလိုထင်ကောင်းထင်နေလိမ့်မယ်မဟုတ်ဘူးငကောရှိနေတာမဟုတ်ဘူးတဏှာမှာရှိနေတာမဟုတ်ဘူးရှိမနေပဲနဲ့အကြောင်းတရားကြောင့်ပေါ်လာလိုက်တယ်ပေါ်လာပြီးတဲ့နောက်မှာပျောက်သွားတယ်ဒါကိုအနိစ္စလို့ပြောတာနော်မှန်ပါပါဗျာအေးကောင်းပြီ အဲ့ဒီမှာနန္တရားတွေဟာဒီပုံဒီနည်းဖြစ်လာတာလေဟေတုံပဋိစ္စသံဗုဒ္ဓဟေတုဘင်ကနေရုစတိအကြောင်းတရားတွေပျက်စီးသွားရင်သူတို့လည်းပျက်စီးသွားတာပဲမှန်ပါပါအလုံးဟာအကြောင်းတရားပေါ်မှာမိတီပြီးတော့ပြက်သွားတာမိတီပြီးတော့ဖြစ်ရတယ်အကြောင်းတရားတွေပြက်ရင်သူတို့လည်းပြက်တယ်ဒီ အသိစိတ်လေးဟာမျက်လုံးထဲကထွက်လာတာလည်းမဟုတ်ဘူးမြင်စရာရူပါယုံကထွက်လာတာလည်းမဟုတ်ဘူးသူတို့နှစ်ခုကြားကထွက်လာတာလည်းမဟုတ်ဘူးတဲ့အကြောင်းတရားကြောင့်ဖြစ်တာဥပမာမယ်စီတံလေးလိုပဲတဲ့စီတဲကထွက်လာတာမဟုတ်ဘူးတိခတ်တဲ့ဒုက္ခလက်ကထွက်လာတာလည်းမဟုတ်ဘူးဒီနှစ်ခုကြားမှာသူအောင်းနေတာလည်းမရှိဘူးတဲ့ဟောတိခတ်ခြင်းတည်းဟူသောအကြောင်းကိုဆွဲပြုပြီးဒီအတန်လေးပေါ်လာတာပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်ဒါနန္တရားရဲ့သဘောတွေပဲ မှန်ပါဗျာနန်းဆိုတာအဲ့ဒီတိုင်းပဲ